ဲ့ဒါမှတ်တမ်းလုပ်ပါမှတ်တမ်းလုပ်မယ်ဆိုရင်ဒီကမာကြီးတို့ဒကာကြီးတို့ခွင့်ပြုသလားဘူးဒီကမာကြီးတို့ဒီဥစဉ်ရဲ့ဒီသာသနာမှာယောဂီတွေတအားများလာတော့အဖွဲ့ဝဲဖွဲ့ငယ်တွေကျူရင်လေ့ကျင့်တာတွေဖြစ်လာတယ်ကျူရင်လေ့ကျင့်တာတွေရှိတော့ကျူရင်လေ့ကျင့်မှုဟာဥစဉ်တို့ဒီဟာအချောတတ်ဝင်ပြီးတဲ့ ပုံပေါ်တွေကိုတရားအခြေခံပြန်ပြခိုင်းတယ်။အဲ့လိုအခြေခံပြပြနေလို့ရှိရင်ဘလို့အခြေခံစပြရမယ်ဆိုတာအဲ့ဒါကိုမှတ်တမ်းလုပ်ပါ။အဲ့လိုမှတ်တမ်းလုပ်လို့ရှိရင်ဒီဓာပြားကိုကြည့်ခြင်းအဖြစ်အဲနောင်သူတို့အသေးအသေးပုံပေါ်တွေကအထူးသင်စရာမလိုတော့ဘူးပေါ့။ဦးစင်းတရားသင်ပြတာကိုပဲအဲကြည့်တာနဲ့ဟိုအသေးဝင်ပုံပေါ်တွေကဘလို့ကြည့်ရမယ်ဆိုတာနားလဲပါလား။ အဲ့တော့လောက်မရှိနေရတယ်ချမ်းသာတခါကြီးကဘောဘူးယောဂီဟင်ဟာမောင်းပါမင်းအော်မောင်းတော့မြင်စင်းရှင်ပြားတော့ဆုံးလုံးတခါကြီးကလေဒီလေဒီမကျင်းနောက်ကယောဂီကဟုတ်ပြီဒီဘက်ကမကြီးအောင်ဒီလေဒီရောတဲ့ ိန်းရပဲတိန်းကျင်တယ်ဒီဆရာတော်နဲ့ဆရာကြီးတော်ဟောဟုတ်ပြီဘုရားတက္ကမကြီးရောတော်တော်ငါမိုးဖို့ငါကိုမြည်အဲဒီဆရာအရေးစားတဲ့ဒီမှာနေကြည့်အာစီမာစီမိုးဖို့ဘယ်ချမ်းအော်ဟုတ်ပြီဟုတ်ပါဘူးနော်ဒီရောဆရာကြီးဦးတန်းကနေရမှာတကယ်အောက်ကမှာတကယ်အင်း မဟုတ်ဘူးလေကိစ္စမရှိပါဘူးဦးဇင်းကဒါဘိဒါမှာပဲဝင်ခဲ့ဝင်ခဲ့နော်ဦးဇင်းတို့ကျင့်စဉ်စနစ်ကိုကျင့်တော့မယ်ဆိုရင်အခြေခံဘယ်လိုကြည့်ရမလဲဆိုတာကိုသင်ပေးတာဆိုတော့ကတော့ရိတ်တာဘုံဆောင်လာတဲ့ပုံစံတွေကိုနော်တရားစကျင့်ဖို့ဟာဘယ်လိုကြည့်ရမလဲဆိုရိတ်တာဘုံဆောင်ဆိုတာအခြားခြားနည်းတွေပါလာတာအခြားခြား delay တွေပါလာတာပေါ့ ်ကိုသူကြင့်နေကြလေ့ကျင့်ပါလာဟုတ်ဦးစလို့ဒီကကြည့်စင်နေကြတော့ဟိုတခြားသည်ဖြစ်နေအကြောဦးစလို့ဒီကကြည့်စင်ကိုလိုက်ကျင့်ရမယ်ဆိုလို့ရှိရင်ဘယ်ရိတ်တာပဲလာလာတရားကျင့်တဲ့ယောဂီကိုတရားထောက်တဲ့ပုဂ္ဂိုလ်ကအခြေခံဘယ်လိုစသင်ပေးရမယ်ဆိုတာကိုဟိုဒါမှတ်တမ်းလို့တာမှတ်တမ်းလို့ဒီမှတ်တမ်းရသွားရင်ဖြေလိုက်ရင် ဟိုယောဂီအစ်တီကိုပြလို့တတ်သွားပြီအဲ့တော့တခါကြီးတို့အခုအားလုံးပဲတမနင်ခွေလေးပြီးတော့ကိုရိတ်တာမှာကိုတရားထိုင်တဲ့အတိုင်းခဏထိုင်နေတာ ံလုံးကိုတော့ရှင်ပြားဟိုမှာကျင့်တဲ့အတိုင်းကျင့်နေတာရှင်ပြားဟိုမှာရှင်ကျင့်တဲ့အတိုင်းခဏကျင့်ကြိုးတော့ဒီမိုင်းတွေဟိုမှာကျင့်တဲ့အတိုင်းကျင့်ကျင့်ဟိုအောင်လေးကျင့် ရပါလို့ခဏပါဘာဖြစ်သတိထားမင်းတခါကြီးအခုထိုင်ခါဆန်းနေတယ်တင်ပါဟုတ်ပြီမင်းကလည်းသူတောင်းတာတခါကြီးကလည်းအဲ့လိုတောင်းတာရှင်မင်းကလည်းမောင်ရင်ချိန်ပြီးတော့တင်တာမင်းကလည်းခေါ့မပီးတင်တာတခါမကြီးကလည်းနည်းနည်းတင်တာအခုကဲတရားမထိုင်တော့ တာမန်နေတဲ့တိုင်းနေလေဟောတော့ရခါချလိုက်နော်ဖြောက်လိုက်တော့ရအင်းတခါကြီးရတဲ့အခုခါချလိုက်ပြီမင်းတခါကြီးရတဲ့အခုခါလျှော့ချလိုက်အဲ့လိုခါဆန့်လာတာဟာတရားကျင့်တော့မယ်ဆိုရင်တရားမကျင့်ရင်တော့ဒီတိုင်းပဲပေါ့တရားကျင့်လို့မယ်လို့လဲဆိုတော့ အင်းတွေပြင်ပြရနဲ့ဒီလိုခါဆန်းလိုက်တယ်ဟုတ်တယ်အဲအဲ့တော့ဦးဇင်းတို့ရေးတာမှကြတော့ခါမဆန်းသူဘာသူကိုဘောက်ကအလကားဆိုတာမှနေတဲ့အတိုင်းနေနေအဲ့တော့အခြားရေးတာကယောဂီတွေလာပြီဆိုရင်အခြားရေးတာရဲ့မူစနစ်အတိုင်းထိုင်နေရတာထိုင်နေအဲ့လိုကြမ်းရင်ပြင်မှများတဲ့အခါကျတော့အဲ့ဒါဝတိဘောပါနေတာဟုတ်ပါဘူး ဒီကိုယ်တော့ဆုံးလုံးကပထမဆုံးလုံးလိုင်းတော့မျက်နှာတွေရှုပ်ပြီးအတင်းရှူတာမောင်ရုံမောင်ကြောက်တယ်မျက်နှာတွေရှုပ်ပြီးအတင်းခါတယ်အဲ့လိုရှူတယ်ရှင်ပြတော့ဥဇောနာရှိရနေတာငြိမ့်နေအဲ့တော့ဥဇနုဒီတရားထောက်တရားတရားပြတော့မယ်ဆိုရင်ဘိဓာလဲလို့မေးတာသူရိဒါစင်းကြီးကောက်တာ အခြားရိဒါလာလဲလူတွေဦးစင်းတော့တစုစုလိုက်တယ်။ဗိဟိဒါမမူတဲ့လူတွေကဘာချင်းမှမပါလား။အဲ့ဒါသူကတစုစုလိုက်တယ်စင်းတော့။အဲ့တော့ဦးစင်းတို့ရှိမှတရားချင်းမှမယ်ဆိုရင်တခါကြီးတို့အခုဘာမှမလုပ်ပဲကိုယ့်ဘောက်ကိုတာမန်နေတဲ့အတိုင်းပဲနေရ။ခါကိုရှော့ချဖို့လည်းမဟုတ်ဘူးဆန့်တင်ဖို့လည်းမဟုတ်ဘူး။ထားရမှာ ဒီဥဇုံကံယံပရိဒါယဆိုပြီးတော့ခန္ဓာကိုယ်ဖြောင်းပြောင်းမတ်မတ်ထိုင်ရမယ်ဆိုပြီးတော့ပါဠိကိုမြန်မာလိုပြန်လိုက်တဲ့အခါကျတော့ဖြောင်းပြီးတော့မတ်နေရမယ်အဲဒီတိုင်းကိုတရားပြကြတယ်ဥစဉ်ချီကျတော့ဖြောင်းပြောင်းမှန်မှန်လို့ခေါ်တယ်ဖြောင်းလို့ဖြောင်းနေရမယ်ဒီလိုစောင်းနေတာလို့စိုက်နေတာလို့လန်နေတာလို့ဒီလိုကြီးကိုယ်ရေးနေတာလို့အဲ့လိုမရှိဘဲနဲ့ ဒီလိုဖြောင်းပြောင်းဦးဇေကုထိုင်နေပေါ့ဦးဇေကုထိုင်တာဒီခါဆဆိုဒီလိုဆမ်းတော့အခုမဆမ်းဘူးသူ့ဘာသူနေမိတိုင်းနေအဲ့လိုနေမိတိုင်းနေတော့ထိတံဝပနိဟိတံဝဆိုတာတီမိတိုင်းထားမိတိုင်းဆိုတာငခုနေနေကြအတိုင်းလို့ပြောတာငခုနေကြဆိုတခါကြီးတရားမလို့ဘုရားကတာမဏေတဲ့အတိုင်းထိတံဝပနိအဲ့လိုနေရမှာ အဲ့လိုဖြောင်းပြောင်းမတ်မတ်လို့ဖြစ်တဲ့အတွက်ကြောင့်မတ်ကိုအမှန်ဖြောင်းပြောင်းမှန်မှန်သူကစိုင်းလာလို့လန်လာလို့စိုက်တာလို့လိန်နေရလို့မရှိဘဲနဲ့ဖြောင်းပြောင်းမှန်မှန်လို့ဒီလိုယူလာမှန်ပါတယ်နော်ဒါရီကဥစဉ်တကယ်လို့ရှေ့ဆက်ကျင်လာတဲ့ခါကျတော့တည်လာမှာပါအခုကတော့အခြေခံသဘောလေးမှာအဲ့တော့တရားထောက်မဲ့ပုဂ္ဂိုလ်ကြီးတရားစကျင်တဲ့ယောဂီတွေကို ရိတ်တာကိုမေးတယ်ဆိုရင်နံပါတ်1ခုလိုအရင်တရားမယ်ခါကိုဆမထိုင်နဲ့ကိုဘကိုကိုဘကိုတာမန်နေတဲ့အတိုင်းလေးနေရမယ်ဟောဒါကိုပထမဆုံးတရားမယ်အဲ့တော့တရားမကျင့်နေမှာအလွတ်တန်းဦးဇင်းတို့တရားအာနာပနာကမ္မထံကိုသင်မှာအဲ့တော့အာနာပနာကမ္မထံသင်ကျွန်တော်မယ်ဆိုတော့ဦးဇင်းတို့ထိုင်နေဥရိယဘုကတော့ ကိုကလက်ရှိချထားရင်ကိုင်းမယ်ဦးဇင်းအနေနဲ့နော်အဲ့တော့ကိုစိတ်ကြကိုကလက်ရှိချထားမလားဒီအလေလိုက်ထားမလားဒီလိုထားမလားဆိုတော့ခန္ဓာကိုယ်ပေါ်မှာမူတည်ပြီးတော့ကွာတယ်အဲ့တော့လက်ချထားတဲ့ဥစ္စာကဒီလက်ချတဲ့ပုံမှာလေခန္ဓာကိုယ်ကိုယ်ခိုင်းတာမဟုတ်တဲ့ကိုယ့်ဘုရားမှနေတဲ့အခါမှာနေလို့တော်မဲ့လက်ထားတာမျိုးသင်ပြရအဲ့တော့ဒါအရိယဘုရား စတဲ့တဲ့နီးရှူဆိုင်ပြီးဆိုလို့ရှိရင်ဝိသုဏုတရားအာနာပါနရှူဆိုင်အဲ့လိုအာနာပါနရှူဆိုင်တဲ့အခါမှာဒီလိုရင်ထိုးပြီးတော့မရှူပါဘူးအဲ့လိုရင်ထိုးပြီးတော့ရှင်းတော့ရင်ထိုးပြီးတော့မရှူပါဘူးနောက်ကဒီလိုလဲညွတ်ပဲ့ညွတ်ပဲ့နဲ့မရှူပါဘူးနှစ်ချက်ရှိပါတယ်ဟုတ်ကဲ့ဒီလိုရှင်းတော့ရင်ထိုးပြီးမရှူပါဘူး ီလိုညွတ်ပဲ့ညွတ်ပဲ့နဲ့မရှိအောင်နောက်တော့ကကြတော့မျက်နာတွေမျိုးလုံးတွေနှာခေါင်းတွေပါးစပ်တွေလိုညှိအပ်ပြီးတော့ချုပ်ပြီးတော့ညှိပြီးတော့မရှိအောင်ဒါမှကိုယ့်ဘာကိုဒါမှရှိတဲ့အတိုင်းမှန်ပါညှိချုပ်မရှိအောင်သုံးချက်ပြောမယ်ရှည်တွန်းနှောင်းရင်ရင်လို့မရှိပါဘူးဒီလိုညှို့ပဲ့ မြုပ်ပဲ့နဲ့မရှိပါဘူးမျက်နှာကြီးကိုညှို့ချပြီးတော့မရှိပါဘူးခါကိုလည်းခုနလိုသဘောတိုင်းပဲနေရမယ်ရှူတော့မယ်ဆိုပြီးတော့ခါမဆန်းလက်ထားတဲ့ခါမှာလည်းတဲ့လက်ကြီးဒီလိုထောက်ပြီးတော့မရှိပါဘူးလက်ထောက်မရှိတော့တချို့ကျတော့ဒီလိုလဲရှူတယ်ဒလွယ်ဆောင်ကြီးအဲအဲ့လိုလဲရှူတယ်လူကြီး အဲ့လိုစောင်းစောင်းမရှိဘူးအဲ့လိုလည်းမရှိပါဘူးပြီးတော့ဒီလိုပေါက်ဆက်ပေါက်ဆက်နဲ့အဲ့လိုလေခေါင်းခေါက်ဆက်ပေါက်ဆက်ပေါက်ဆက်လုပ်ပြီးတော့လည်းမရှိပါဘူးအဲ့တော့ရှင်းတော့ရင်ထိုးပြီးမရှိပါဘူးညှုပ်ပဲ့ရှုပ်မဲ့နဲ့မရှိပါဘူးမျက်နှာကိုညှို့ချုပ်ပြီးတော့မရှိပါဘူးပေါက်ဆက်ပေါက်ဆက်နဲ့မရှိပါဘူးဒလွယ်ကောက်ရင်ထိုးပြီးတော့မရှိပါဘူးအဲ့တော့ဦးရင်ရှူတာကိုကြည့်လိုက်မယ် နောက်ဦးစင်းပြောသလိုရင်းထိုးတာလည်းမပါဘူးညှုပ်ပဲ့ညှုပ်ပဲ့လည်းမပါဘူးပေါက်ဆက်ပေါက်ဆက်လည်းမပါဘူးမျက်နှာကြီးနှိမ့်ချုပ်ပြီးတော့ယူတာလည်းမပါဘူးမှန်ပါတယ်ယူတဲ့စနေနော်မှန်ပါမမိလားမမိပါဘူးဟုတ်ပြီအဲ့ဒါကနောက်တော့ခါယူဆိုင်တဲ့နေရာမှာလေးကိုအဲ့လိုကြီးမယူအောင်မှန်ပါရှည်ကြီးဆိုပြီးတော့ ဆန်တုံးရဟိုထင်းတုံးကပြစ်ချရတယ်အဲ့လိုကြီးပြစ်ချတာမရှိအောင်အဲ့တော့ဦးစိတ်ရှူပြမယ်အဲ့လိုရှူတော့ပြစ်ချတာမပေါ့မှန်ပါရှူပြီးပြစ်ချတာမပေါ့အဲ့အဲ့လိုလည်းမရှူပါဘူးတဲ့နောက်တစ်ခါရှူတဲ့နေရာမှာလေးဦး ဘူးအရှင်ကြီးယူပြီးတော့ထွက်လိမ့်မလို့တာတို့တို့လေးဝင်လေကြတော့အရှင်ကြီးယူတယ်ထွက်ကြပြဆုံးမလို့တို့တယ်ဒီလိုကြတော့အဲလိုဝင်လေကြတော့တို့တို့ကပြီးတော့ထွက်လိကြတော့မဟုတ်တို့တယ်ဝင်လေဘူးဝင်လေကြတော့ဆောင်းသွင်းပြီးတော့ထွက်လိကြတော့ပြေးပြေးမဟုတ်တယ်အဲ့တော့ဦးဇင်းကနာယူပြမယ် နေနဲ့ထွက်လီနေရအပြင်းပြော့မှန်နေတယ်နော်ဖြည်းဖြည်းရှူသွင်းပြီးပြင်းပြီးမောက်ထွက်တာလည်းမပါဘူးပြင်းပြီးရှူသွင်းပြီးဖြည်းဖြည်းရှူထိုက်တော့ရှူထုတ်တာလည်းမပါဘူးဝင်လေရဲ့အရှိန်ဆုံးနဲ့ထွက်လေရဲ့အရှိန်ဆုံးနဲ့တူပါအဲ့တော့တချို့ကြတော့လေဟို တစ်ချက်ချင်းဘိုက်ဝအောင်ယူပြီးတစ်ချက်ချင်းထုတ်အဲ့တော့ဦးဇင်းတို့ကယူကြတော့တဖြည်းဖြည်းဘိုက်ပြီးအောင်မယူပါဘူးရင်ဝါတော့ပင်ယူပြီးတော့ထုတ်ရအဲ့ဒါကိုယူပြမယ်ไปบีอองเลยอยู่ก็เลยไม่ปอกเนาะตึกตูลงน่ะเลยไม่ปอกอืม အဲ့တော့ဝိညာဉ်ရဲ့ပြီးဝင်လာတဲ့အရှင်နှုံးလည်းပြီးထွက်သွားတဲ့အရှင်နှုံးလည်းတူညီရမယ်ဝိညာဉ်ရဲ့ပြီးဝင်သွားတဲ့အရှင်တူနဲ့ပြီးထွက်သွားတဲ့အရှင်တူနဲ့လည်းတူညီရမယ်တူကြကြတော့ငြင်းငြင်းရှုတယ်အဲ့လိုရှုတူကြတူကြငြင်းငြင်းရှုလိုက်တူကြဖြည်းဖြည်းချင်းရှုလိုက် တွားကြကြတခါအဲ့လိုကြီးကြီးရှူပြီးတော့နောက်တော့တခါဖြည်းဖြည်းချင်းရှူရန်အဲ့လိုကြီးကြီးရှူလိုက်ပျော့ပျော့ရှူလိုက်ဖြည်းဖြည်းရှူလိုက်မြန်မြန်ရှူလိုက်အရှိကြီးရှူလိုက်တူတူလေးရှူလိုက်ဗိုက်ပြောင်ရှူလိုက်နဲ့အဲ့ဒီလိုမရှူပါဘူးအဲ့တော့ဦးရင်းရှူတဲ့နောင်ဒီဝင်လေး ရဲ့ပြီးဝင်တဲ့အချိန်လုံးနဲ့ထွက်လျက်ပြီးဝင်လုံးနဲ့အချိန်လုံးနဲ့ဒူရမယ်ပြီးဝင်လာတဲ့၄ရက်အချိန်တုန်းနဲ့ပြီးထွက်သွားတဲ့၄ရက်အချိန်တုန်းနဲ့ဒူရမယ်ပထမရှူရှိုက်ဝင်လေထွက်လေပုံစံနဲ့နောက်ရှူရက်၄ရက်ဝင်လေထွက်လေပုံစံနဲ့ဒူရမယ်အဲလိုရှေ့ရှူတဲ့၄ရက်အပြင်ပြောနဲ့နောက်ရှူတဲ့၄ရက်အပြင်ပြောနဲ့ဒူရမယ်နော်ရက်လိုက်တော်ကြရှူတဲ့တော်ကြမရှူရရန်တော်ကြ အဲ့လိုယူတယ်တော့ရရန်ရက်လိုက်ယူလိုက်လည်းမလိုအောင်ပြင်းလိုက်ပြော့လိုက်လည်းမယူအောင်ရှည်လိုက်တူလိုက်လည်းမယူအောင်နှေးလိုက်မြန်လိုက်လည်းမယူအောင်ဖိုက်ပြီးအောင်လည်းတဖြည်းဖြည်းမယူအောင်ခုနလိုဝင်လေဖြည်းဖြည်းဖြူပြီးထွက်လေပြင်းပြင်းယူတာလည်းမဖြစ်ပါဘူးထွက်လေကိုပြင်းပြင်းယူပြီးတော့ဝင်လေကိုဆောက်သွင်းတာလည်းမဖြစ်ပဲနဲ့အားလုံးကအရှိတူမှန်မယ်အနည်းမြန်မှန်မယ်ဝင်လေထွက်လေအချိန်မှန်မယ်ရလိုက်ယူလိုက် နော်မပါဘဲနဲ့ရှူသွားမယ်ပေါ့နော်ဦးစိရှူတာကိုကြည့်မယ်ပြောင်းလဲတာတွေ့လားတွေ့တွေ့ဟုတ်ပြီနော်တအားကြီးလဲပြင်းပြင်းကြီးမရှူတဲ့ပြင်းမှန်းနေဖြေးပြီးလေးရှူရတော့လေတဲ့ စိတ်ပြန့်လွင်မြဲငိုင်မီလွင်မြဲဒါကြီးပြီးမင်းရှင်လေပင်ပန်းပြီးတော့မရှင်နိုင်တော့ဟုတ်ဘိုက်ပြအောင်မရှိဘဲနဲ့ရင်ဝလောက်တင်ပေါ့အဓိကလေးကိုရှူဆိုင်ပြီးတော့လေးဟာချောင်းချောင်းလေးဝင်ထွက်ရရကန်းလေးလေးချောင်းချောင်းပြေးနေတယ်လို့လေးရလည်းချောင်းချောင်းဝင်ထွက်ရမယ်အရှိတူမှန်မယ်အနည်းမြန်မှန်မယ်အပြင်းပြော့မှန်မယ် ဝင်လေးနဲ့ထွက်လေးအချိန်လုံးတူမယ်မရက်ဖဲနဲ့တဖြောင်းနဲ့ရှူသွားမယ်ဟုတ်ကဲ့ယောဂီတို့ရှူသင်းဟောခါခါမဆန်းနဲ့ဟောဒီဒီတိုင်းလေးနေမယ်တပည့်လောကဝညာဝလောကတင်မယ်တင်ပြီးတော့ရှူကြည့်သမ်းယူမယ်၄ပေါင်းယူမယ်နောက်ကတက္ကမိုင်းကြီးက၄ပါနဲ့ ဦးစင်းရှူတန်နဲ့နားထောင်ပြီးတော့တူအောင်ရှူကြည့်အောင် ုံနဲ့ရှူသွားမယ်ပထမရှူဆိုင်နဲ့နောက်ရှူဆိုင်နဲ့တူရမယ်ရောသွားလိုက်ပြင်းသွားလိုက်နှေးသွားလိုက်မြန်သွားလိုက်ရပ်သွားလိုက်ရှူသွားလိုက်ဟုတ်ပြီဦးစင်းဆက်ရှူပြမယ်ဦးစင်းရှူတဲ့နဲ့ကြားနေတော့တခြားတဲ့ကြပါစေ တခါကြီးကတရားသုံးသလီတခါကြီးကအယူနှုံနှေးတယ်နည်းနည်းလေးမြောင်ရှုလိုက်ဟုတ်ပြီခဏရလိမ့်မယ်အယူခဏရလိမ့်ဟမ်ဒါကစနစ်တူဟောတခါကြီးကမှခါချတူလားရလိုက်ကြစမဟုတ်ပါဘူးအဲခါချရအဲအဲ့လိုဖြစ်စီရ ုလိုခါကြတဲ့တိုင်းလေးပဲရှိသွားနော်တခါကြီးရတာငိုတိုင်းမလားတခါကြီးအခါဆန်ရမ်းပေါ့ဟုတ်ပြီတခါမကြီးရလဲတာငိုတိုင်းမလားခါဆန်ရမ်းပေါ့အဲ့လိုရှိသွားအဲ့လိုရှိတဲ့အခါမှာသူတို့ခန္ဓာကိုယ်လမောင်းကြောတွေအကျိုးတွေတင်းပြီးတော့နောက်ကြောတွေနဲ့ပိုက်ကြောညီညောတွေနဲ့ချုပ်ပြီးတော့ ဲ့လိုမျိုးရှိအောင်ဆလိုတာကတော့ပေါင်ကြောတွေဒူပေါင်ကြောတွေလက်မောင်းကြောတွေနော်ဒီပခုံးကြောတွေနောက်ကြောပိုက်ကြောတွေကိုနှလုံးအညာနေပြီးတော့ဒီလိုချုပ်လက်သီးဆုပ်တယ်ဆိုတာစိတ်ကနှလုံးရင်းကိုတင်းတော့မှဒီမှာတင်းသွားတာဒီကအကြောငါးချောင်းလုံးကိုတင်းလိုက်တာအခုလည်းဒီလိုပဲဒီခန္ဓာကိုပေါင်ကြောနောက်ကြောတွေပခုံးကြောတွေရင်ကြောပိုက်ကြောတွေနောက်ကြောတွေကို အကုန်လိုညှိချုပ်ပြီးတော့မရှိအောင်နော်ဦးစိတ်ရှူတာကိုကြည့်မယ်ဘယ်အကျော်ကိုမှတင်းညှိချုပ်ထားတာမပါဘင်းနဲ့ရှူတာပါဟုတ်ပြီနော်ဘယ်အကျော်ကိုမှတင်းညှိထားတာမပါဒီအကျော်ကြီးတွေတင်းထားတဲ့အတွက်ကြောင့် ီအကျော်တင်းရတာအားဆက်ရတာလည်းပြန်မှန်းတယ်ခန္ဓာကိုယ်ကြီးကိုပြင့်ထားတဲ့ကြောင့်ခန္ဓာကိုယ်ကြီးကိုပြင့်ထားရတာလည်းပြန်မှန်းတယ်ဟုတ်ပါရဲ့စိတ်ကပြန်မှန်းတယ်ကိုလိုချင်တဲ့ဝင်နေထွက်လို့ရှိဘူးစိတ်ကမရောက်ခင်းနေနောက်ကညှို့ချုပ်ထားရတယ်ဓာကြီးပြင့်ထားရတယ်ကြာကြာနေတော့လက်တစ်ချောင်းမြောက်ထားရင်ကြာကြာမြောက်နေမှာမြောက်နေမှာအဲဟုတ်ပြီအဲ့လိုဆိုဒီခန္ဓာကိုယ်ကြီးကြာကြာမြောက်ထားရင်ကြာမြောက်ပြန်မှန်းလားမှန်ပါဗျာကာမစောရီတလားအဲ့ဒါကြောင့်မလို့ စိတ်နဲ့ရုပ်ကိုမညှိချုံနေဆိုတာအကျိုးတွေတင်းအောင်မလုပ်ခင်းနဲ့ကိုယ့်ဘာကိုတရားမထိုင်မင်းနဲ့အာဘီတမန်နေတဲ့အတိုင်းလေးပဲနေမယ်ထိုင်လို့အချိုးစားကြတာကိုကြည့်ပြီးတော့ရေဝါလေးနဲ့အာပြူပြီးတော့ရှူပါမယ်ဟုတ်ပြီနော်ကဲပြန်ရှူကြည့်ရအောင်ခုနလိုရှူနေအဲခါလေးချထားမယ်ဒီတိုင်းရေဝါလေးနဲ့အာပြူရှူမယ် လေးပေါင်းရှိပါအရှုကိုရှုတဲ့လေသာကိုနာကြနေရင်ဝဝါပြုမယ်ဟုတ်ပြီခန္ဓာကိုယ်အကျော်ကြီးညှိတာချုပ်တာမပါစီနဲ့ဟုတ်ပြီကိုရှုတဲ့လေသာကိုကြမယ်ဝင်လေထွက်လေရ တဖြောင်းနဲ့အခြေတုံကြီးမဲ့အနည်းမြန်ကြီးမဲ့အပြင်းပြော့မှမဲ့အဲကဲဟုတ်ပြီကဲတော်ပြီလောက်ပြီဟောအခုတော့ဒကာကြီးကခါမဆမ်းမဲနဲ့ရှူတတ်သွားပြီဟုတ်ပြီဟဲဟုတ်ပြီနော်အဲနောက်ဆုံးဦးဇင်းတို့ဒီကာမဇောမက္ကတမဒီကာမဇော င်ဒီကနေ့ကြတော့လူလိမ်ဆိုကာမဇောအဲ့ကာမဇောမှာတဏှာဒေါသပါလာအဲ့ဒါကိုမကတံအဲ့တကြောင်ဓာကြီးဆောထားလို့တော့မကူလို့မရဓာရင်တော့တကယ်ကြီးကိုကျင့်တာတွေ့လာတယ်အခုတော့ဥစဉ်တို့ဒီရှူဆိုင်တဲ့နေစနစ်ကအခုဥစဉ်ပြတာပထမတော့ဒီလိုရှူဆိုင်လေးအထမရှိတော့နည်းနည်းမောသလိုကြက်သလိုဖြစ်တတ်တယ်ဒါပဲနဲ့မကြောက်နဲ့ ရှူတာနောက်တော့ပွင့်သွား။ဘာဖြစ်လို့လဲဆိုတော့တာမန်နေတဲ့အတိုင်းတွားလာနေတော့အဆုတ်ခမ်းကလည်းလိုသလောက်ပဲသူဖွင့်တယ်။လေးဦး။အခုတိုးရှူလိုက်တဲ့အခါကျတော့လေးမြဲမြဲယူတော့အဆုတ်ခမ်းကမြုံတန်းကြီးမပွင့်။မပွင့်တော့နည်းနည်းမောစလို့ကြက်လို့ဖြစ်တယ်။ဟိုလူတယောက်ကတာမန်နေတဲ့အတိုင်းနေမြုံနေထားပြီးကြီးပါမောတာ။တာမန်နေတော့လေကလိုသလောက်လေးယူတော့အဆုတ်ခမ်းကလောက်တယ်။ ူဖွင့်ထားတာလုံလောက်နေတအားပြီးတော့ကိုယ်ကပြီးပြီရှိတော့လေယာအစုတ်ခမ်းလုံစလောက်မပွင့်တော့မောဒါပြီးလေ့ကျင်မှများတော့မမောတော့ဘာဖြစ်လို့ဒီခန္ဓာရဲ့လုံဆောင်ချက်ကသဘာဝတရားကိုသူကလေယောနီအောင်လုပ်ပြင်းပြီးနော်နေဘူးတဲ့သွားရွှတ်ပြီးတယ်အဲဒီနေထဲကြရင်သူကပြုရင်လေသူကအပူအေးခန္ဓာနဲ့သဘာဝနဲ့လိုက်ဖက်အောင်သူကမျှတောင်းသဘာဝကိုခန္ဓာပြုရင်ပြီးတယ် အခုလေလေလိုသလောက်လေးတာမန်နေတော့အဆုတ်ခမ်းလေလူသလောက်ပွင့်တာအဲ့ဒါကိုသဘောပေါက်တော့မောတယ်လို့ဖြစ်တာအဲ့ဒါကိုဦးဇင်းတို့ဒီတိုင်းကိုဆက်ရှူသွားတဲ့အခါမှာနောက်တော့အဆုတ်ခမ်းနေနောက်ကလိုက်ပွင့်လာတော့မမောတော့မကြက်တော့ဦးဇင်းတို့မနေ့ကကျတော့တဏှာရဆအခုလို့ရှူဆိုင်တဲ့အတွက်ကြောင့်ခန္ဓာကိုယ်ကသွေးလေလေပတ်ပြီးအောက်ဆီဂျင်မမြန်ရနော်အဲ့တော့ဦးဇင်းတို့ဒီမနေ့ပိုင်းကျတော့တဏှာရရနေစခြင်းပါ အဲတဏှာမှာအခုလို့ပြင်ဆင်ပြီးွားလို့ရှိရင်နောက်နေ့မနေ့ကျတော့ဟုတ်ရှင်များတို့ဒီကတကာကြီးအောင်စုနဲ့ဟိုကလူတွေနဲ့မတူတော့ဒါကျူရင်ပြင်ဆင်လိုက်တဲ့အတွက်ကြောင့်မနေ့ကျတော့ဦးစင်းဒီကရှူဆိုင်တဲ့အတန်ကိုဆက်ကနေဖွင့်ပေးလိမ့်မယ်အဲဆက်တန်ကိုကိုကအာဝဆိုင်ဆရာမလို့ဘူးဆက်တန်ကကိုနားအောင်လာတိုက်တာကိုဦးစင်းဒီကပြထားတဲ့စနစ်ကိုလည်းမလွဲဘဲနဲ့ရှူဆိုင်သွားမယ်အဲဆိုတကာကြီးတို့တဏှာကြီး အနှစ်ပါတဏှာကြီး၅ကြီးမှန်ပါပဲအဲကြတော့နောက်ပိုင်းကြီးကြတော့တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လောက်ကြာတော့ကြာတော့ပုံထပါတော့အရှူလို့လည်းကောင်းသွားတယ်မှန်ပါတော့တခါကြီးလို့ကြည့်လို့နေရမြောက်သွေးမြောက်ရောက်ဝိုင်းနောက်လူလာခြင်းလို့အဲကြီးစင်မမီတော့ဘူးမလိုက်တယ်မှန်ပါတယ်နော်အဲ့ဒါဘာလဲဆိုတာစနစ်ပဲမှန်ပါအဲ့တော့ရှူဆိုင်တဲ့အခါမှာဝင်လေထွက်လေကိုထိကျက်ကိုအောင်ပြုဖို့တဲ့ ဝင်လေထွက်လေပဲအောင်ပြီးပါမှန်ပါဘာဖြစ်လို့ဆိုတော့ဦးစင်းတော့ရှူဆိုင်တာမားတယ်မှန်တယ်ဆိုတာလေချောင်းကိုပဲကြည့်ပြီးတော့ဆုံးရမှန်ပါနောက်ပြီးတော့ထိထိကပ်ပြီးတော့ဉာဏ်လေးနေလေးပြန်လေအဲ့လိုဖြစ်နေတော့ထိရတော့ထိနေမှာပဲရှူဆိုင်တာမမှန်ဘူးဆိုရင်လေဝင်လေတော့မမှန်ဘူးမှန်ပါအဲ့တော့ရှူဆိုင်တာမှန်ဖို့ဟာဝင်လေထွက်လေကိုပဲအောင်ပြီးပါတဲ့မှန်ပါဟုတ်ဝင်လေထွက်လေကပြီးဝင်တဲ့လေနဲ့ပြီးထွက်တဲ့လေနဲ့အပြင်းအပြော့ အရှိအတူအနည်းအမြန်အဲ့ဒီပုံလေချောင်းကိုကြည့်ပြီးတော့တတိထားပြီးတော့ဝင်လေထွက်လေလေချောင်းကိုတတိထားပြီးတော့ရှူချိန်သွားဟုတ်ပြီလားမှန်ပါဗျာအဲ့ဒါဆိုဒါပါပဲမှန်ပါဗျာ